ဒီခန်းလေးอ่ะဆိုလို့ရှိရင်သူကအလှအနှိမ်မြင့်လိုက်ကိုဇီနုံလေးရောအပြောင်းလဲရှိရဲပေါ့เนาะဒီ9000 9000ခွဲ35000ဆိုပြီးတော့၃မျိုးရှိပါတယ် ဒီအခန်းလေးကတော့ဒါနှစ်ထပ်ကရင်ပါတဲ့အခန်းမှာ၈000 8000ခွဲ9000ဆိုပြီးသုံးမျိုးရှိပါတယ်။နှစ်ထပ်ကရင်နဲ့ဥမာဒါအဲကွန်းနဲ့နေကျင်နေဆိုလို့ရှိရင်လည်းအဲကွန်းအခန်းလေးရှိပါတယ်။တသိန်း1000ကနေပြီးတော့တသိန်း2000လေးရှိပါမယ်။အားလုံးမင်္ဂလာပါရှင်။ဟိုကအခုကတော့ဒါလှိုင်မျိုးနယ်ပေါ့နော်။ဒါပန်းဆန်ကျောင်းလမ်းနဲ့တိရင်းနိုင်9လမ်းထိပ်မှာရှိတဲ့ဒါမင်းကလေးသေးတဲ့အဆောင်ကို vlog လိုက်ရပြရဖြစ်ပါရှင်။အဆောင်ကတော့ဒီတိုက်ပေါ့နော်။ဒီတိုက်ကိုမှာဒါအောက်ထပ်မှာဆိုလို့ရှိရင်ဒါလက်ဖိတ်ဆိုင်ရှိရပေါ့နော်။ဒီပထမထပ်ကနေပြီးတော့စရုပ်ထထက်ဒီတိုက်လုံးမယ်။အာဒီနေရာဆိုလို့ရှိရင်ဒါနီးတဲ့မှတ်တိုင်တွေကကြတော့ဒါဘာတာမှတ်တိုင်နဲ့နီးမယ်ပေါ့နော်။ ။ဘာသာမှတ်တိုင်နေဆိုလို့ရှိရင်တော့အတွင်းထဲကိုလမ်းလျော့နည်းနည်းရှောက်ရမယ်။ဒီဘက်မှာဆိုလို့ရှိရင်တော့သီရိမြတ်မှတ်တိုင်ရှိမယ်။သီရိမြတ်မှတ်တိုင်လည်းနီးရပေါ့နော်။ပြီးတော့ဒီတိုက်ရဲ့ဒီထိတ်နာပေါ့နော်။ဒီသီရိမြတ်လမ်းမှာပဲအမနဲ့ဈေးရှိမယ်။ပြီးလို့ရှိရင်ဒီလမ်းမှာကိုကားဝင်းရှိရပေါ့နော်။အဲ့ကားဝင်းလမ်းမှာဆိုလို့ရှိရင်တော့ဒါညနေဈေးတစ်ဈေးလည်းရှိပါတယ်။အဲ့တော့မှတ်တိုင်လည်းနီးတယ်။ဈေးရလည်းအဝေးသွားကြမလို့ဆိုတော့အရင်အဆင်ပြေပါတယ်။အဲ့တော့အပေါ်တက်ကအခန်းတွေကိုတစ်ချက်သားကြည့်ပါမယ်။အဆောင်ရဲ့ပထမတက်ကိုတော့ရောက်လာပြီပေါ့နော်ဒီဘက်ချမ်းမှာအခန်းရှိပါတယ် အဒီအခန်းကတော့၃ရောက်နေလို့ရရပေါ့နော်အခန်းဈေးနှုန်းလေးကိုမပြောခင်ပါဒီအခန်းမှာတစ်ခုကောင်းတာအဲကွန်ပါရပေါ့နော်ဒါပေမဲ့အဲကွန်ကတော့ဒီဘက်မှာကိုမီတာနဲ့ကိုပေါ့နော်ကိုဟာကိုအဲကွန်ကို၃ရင်၃လောက်တော့ပတ်စံကတော့ရှင်းရမှာပေါ့နော်ဒီအခန်းမှာတော့ဒါ၃ရောက်နေမယ်ဆိုလို့ရှင်တော့တစ်ယောက်ကိုတသိန်း၃000ခွဲကြမယ်နှစ်ယောက်နေမယ်ဆိုရင်တော့တစ်ယောက်ကိုတသိန်း8000တစ်ယောက်တည်းနေမယ်ဆိုရင်တော့နှစ်သိန်း8000ကြမှာပါ ဒီခန်းမှာဒါတယောက်တည်းနေမယ်ဆိုလို့ရှင်တော့ပစ္စည်းတွေတော့တော်တော်ကြီးအများကြီးခြံပါတယ်ဒါကဒင်လည်းပါအောင်မယ်ပေါ့နော်ပြီးတော့ဒီဘက်ခြံမှာဆိုလို့ရှင်ဒါစပွဲနဲ့ကလထိုင်လည်းပါပါတယ်ဒီအခန်းမှာဆိုလို့ရှင်ပေါ့နော်ဒါကျမ်းမြင်ရလဲဒါပါကိတ်ခင်းတာဆိုတော့ကျမ်းမြင်အေးမာရပါပူစရာမလိုတော့ဘူးပြီးတော့ဒီဘက်မှာ တကားဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒါပကန်စီရဲ့ဘေးစင်ရဲ့ရှိမယ်ပေါ့နော်ပြီးတော့ဒီမှာရေတန်းဆိုင်လည်းထားပေးထားတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်လည်းဒါဟိုကိုပါကိုဒီထမင်းဟင်းတွေပါချက်ပြုတ်စားလို့ရရပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါတန်းတွေလုပ်ပေးထားလို့အဝတ်တွေပါလည်းလှမ်းလို့ရတယ်ပြီးတော့ရှင်ဆန်းရှိဆိုလို့ရှိရင်အကြီးပဲပေါ့နော်အားကြောင့်မို့လို့ဒါမိုးပတ်မှားတွေပါလည်းစိတ်ပူစရာလုံးဝမလိုပါဘူးဒါဒီမှာဆိုလို့ရှိရင်ဒါအေးအေးဆေးဆေးထမင်းဟင်းတွေပါချက်လို့ရတယ်ဒါပေမဲ့ဒီနေရာဒီထမင်းဟင်းချက်တဲ့နေရာဒါဘုံသုံးပေါ့နော်ဒီအခန်းနဲ့ပဲတက်တက်တွဲထားတော့မဟုတ်ပါဘူးအဲ့ဆိုရင် ဟိုကနောက်တစ်ခန်းလိုက်ကြပြီမယ်နော်ဒီဘက်ကအခန်းဆိုလို့ရှိရင်လည်းဒါ၃ယောက်နေမယ်ဆိုလို့ရှိရင်သူကတသိန်းတယောက်ကိုတသိန်း၄000ခွဲပါအနှစ်ယောက်နေမယ်ဆိုလို့ရှိရင်တော့တယောက်ကိုတသိန်း၈000ခွဲတယောက်တင်းနေမယ်ဆိုလို့ရှိရင်တော့နှစ်သိန်းနဲ့9000ပါဒီခန်းမှာဆိုလို့ရှိရင်လည်းဒါအဲကွန်းလည်းပါပါတယ်အဲကွန်းကလည်း9မီတာနဲ့9ပါပဲဒီခန်းမှာကျတော့သူကအာရေချိုးကန် trailer ကကျတော့ဒီအခန်းနဲ့တက်တက်တွဲတက်တက်တွဲပေးထားတာပေါ့နော်အခုချိန်ပဲရေချိုးကန် trailer က ီဘက်ချမ်းမှဆိုလို့ရှိရင်ဒါအပေါ်ကရေပန်းလည်းပါပါတယ်ဒီအဆောင်မှာဆိုလို့ရှိရင်သူက wifi လည်း24နာရီ free ပေါ့နော် media နဲ့သုံးရတယ်ပြီးတော့ရေဖို့မီဖို့ကလည်းထပ်ပြီးပေးစရာမလိုဘူး asin နဲ့တိုင်ပေးပါတယ်ပြီးတော့ရေတန်းဆိုလို့ရှိရင်လည်းဒါရေတန်းဆက်ရှိပြီးသားပေါ့နော်ရေတန်းကတော့တတ်တတ်မရှိဘူးဒီအဆောင်ကပြောရရင်ဒါ main gallery တန်းအဆောင်ပေါ့နော်ပြီးတော့အခန်းထဲမှာဆိုလို့ရှိရင်ကိုယ့်ဘာကိုဒါ aircon ပါတဲ့အခန်းနေရတယ်အဲကုန်းမပါတဲ့အခန်းလည်းထပ်ပြီးရှိသေးတယ်အဲ့တော့အခု aircon မပါတဲ့အခန်းကိုပြပေးပါမယ် ဒီခန်းလေးကတော့ဒါအဲကောမပါပဲနဲ့ရိုးရိုးအခန်းပေါ့နော်၂ယောက်ခန်းမှာ၂ယောက်နေမယ်ဆိုရင်တော့တစ်ယောက်ကို3,200ကျပါမယ်တစ်ယောက်လည်းနေမယ်ဆိုလို့ရှိရင်တော့3,800ကျပါမယ်ကိုပါကိုဒါပန်းကားလေးပါယူပြီးတော့နေလဲရပါတယ်ရေဖို့မိဖို့ကြီးရတယ်တက်တက်ထပ်ပြီးတော့ပေးစရာမလိုပါဘူးရေချိုးခန်း toilet ကလည်းတလွှာစီတိုင်းကိုနှစ်ခန်းစီပါပါတယ် အခုကတော့ပထမအထက်ကအခန်းကြီးပြပြီးသွားပြီပေါ့နော်ပထမအထက်ကနေပြီးတော့ထွက်လာမယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာလည်းထမင်းချက်ဖို့တဲ့နေရာတစ်ခုလုတ်ပေးထားတယ်ပြီးတော့ဘေးစင်လည်းရှိမယ်ပေါ့နော်ဒီဘက်မှာရေတန်းဆက်လည်းရှိပါမယ်ဒီနေရာကတော့ဒါသူကလှေကားနေရာမှာဒါထမင်းချက်ဖို့လုတ်ပေးထားဆိုတော့ကိုယ့်ရဲ့ဒီ ထမင်းချက်ပြုတ်တဲ့ထမင်းပေါင်းအိုးတို့ဒဲဦးညီတို့မီးဖို့တို့ကိုဒီမှာချက်ပေါ့နော်ချက်ပြီးသွားလို့ရှိရင်တော့ကို့အခန်းထဲကိုတော့ပြန်ပြီးတော့ယူသွားဖို့တော့လိုပါမယ်ဒီမှာထားခဲ့လို့တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့အခုဒုတိယထပ်ကအခန်းလေးလိုက်ပြပေးပါမယ်အခုဒါနောက်တလာပေါ့နော်ဒီနောက်တလာမှာဆိုလို့ရှိရင်သူကတယောက်ခန်းနေလည်းရှိရပြီးလို့ရှိရင်နှစ်ထပ်ကဒင်အခန်းနေလည်းရှိရပေါ့နော်ဒီခန်းလေးကတော့ဒါတယောက်ခန်းပါဒီခန်းလေးကဆိုလို့ရှိရင်သူကအလှအနှင်းမြင့်လိုက်ကိုဈေးနှုန်းလေးတော့အပြောင်းလဲရှိရဲပေါ့နော်ဒီ9000 9000ခွဲ3500ဆိုပြီးတော့အုံမျိုးရှိပါတယ် ဒီအခန်းလေးကတော့ဒါနှစ်ထပ်ကရင်ပါတဲ့အခန်းပါဒီအခန်းကလည်းဒါအလွှာအနှင်းညင်းနဲ့လိုက်ပြီးတော့ဈေးနှုန်းလေးအကြောင်းလေးရှိပါတယ်၈000 8000ခွဲ9000ဆိုပြီးသုံးမျိုးရှိပါတယ်နှစ်ထပ်ကရင်နဲ့ဥမာဒါအဲကွန်းနဲ့နေကျင်တယ်ဆိုလို့ရှိရင်လည်းအဲကွန်းအခန်းလေးရှိပါတယ်ဒီနှစ်ထပ်ကရင်မှာဆိုလို့ရှိရင်တော့သူကအလွှာအနှင်းညင်းလိုက်ပြီးတော့ဈေးနှုန်းလေးကတော့အကြောင်းလေးရှိမှာပေါ့နော်တသိန်း1000ကနေပြီးတော့တသိန်း2000လေးရှိပါမယ်ဒီဆောင်မှာဆိုလို့ရှိရင်ဒါအဲဈေးနဲ့တိုင်ပြီးတယ်ရေဖို့မိဖို့ကလည်းအပီးအစီကိုယ်ပတာကိုဒါအဲကွန်းနဲ့ပဲ နေခြင်းလဲဆိုလဲရတယ်ရိုးရိုးအခါမှာနေခြင်းလဲဆိုလဲရတယ်ပြီးတော့နောက်ထပ်တစ်ခုကောင်းတာကအလွှာတိုင်းမှာဆိုလို့ရှိရင်ဒါရေသန်းဆက်ကလည်းနှလုံး wifi ဆက်ကလည်းနှလုံးတောင်ရှိရပေါ့နော်အဲ့အချက်တွေကအရင်ကကောင်းပါတယ်ပြီးတော့ဒီဆောင်မှာနေမယ်ဆိုလို့ရှိရင်နောက်တစ်ခုကဒါစပေါ်ငွေပေါ့နော်စပေါ်ငွေကတော့9000တင်ပြရပါတယ်ကိုကအကြောင်းတစ်စုံတရာတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ဖူးပေါ့နော်အဆောင်ပိုင်ရှင်ကိုဒါလအစတရက်နေ့ကနေပြီးတော့ရက်20နေ့အတွင်းတော့ပြောပြရမယ်အဲ့မှာကိုပေးထားတဲ့စပေါ်ငွေကိုပြန်ပြီးတော့ရမှာပေါ့နော်ဒီရက်20နောက်ပိုင်းမှာပြောလိုက်မယ်ဆိုလို့ရှိရင်တော့ကိုရဲ့စပေါ်ငွေတော့ပြန်ပြီးတော့ရမှာမဟုတ်ပါဘူး ကဲအခုတော့ဒါဝန်ကရိုက်ရနေခဲ့တဲ့အဆောင်ကဒီလှိုင်မြို့နဲ့ဒါပန်းချံလန်းနဲ့ဒါတီရိညာခွနလန်းချိတ်မှာရှိတဲ့ဒါမင်းကလေးတီတန်းအဆောင်ရိုက်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်ဘဝတော့ဆိုလို့ရှိရင်ဒါရန်ကုန်မှာအဆောင်ရှာနေတဲ့သူတွေအတွက်ဒါအဆင်ပြေပြေနဲ့ပေါ့နော်အဆောင်လေးရအောင်ဒါအချိန်ကုန်ခံပြီးတော့ကိုယ်တိုင်ကိုကြအဆောင်ရင်လက်ရှာစရာမလိုအောင်လို့ဒါလိုက်ပြီးတော့ရိုက်ကုန်တက်ဆက်ပေးညာဖြစ်ပါတယ်ရှင်အဲ့တော့အခုဦးဝရိုက်ပြပေးခဲ့တဲ့ဒါမင်းကလေးတီတန်းအဆောင်မှာနေဖို့တဲ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ ခုပြတာဖုန်းနံပါတ်တွေကိုဆက်သွယ်လို့ရပါတယ်ရှင်အဲ့ဆိုရင်နောက်ဘက်တွေမှာဘယ်အဆောင်တွေကိုလိုက်ပြီးရိုက်ပြပေးဦးလဲဆိုတာကြည့်ပေးကြပါအောင်ရှင်